ေဘာသာဆူရီဆူမိုဝါဒီကုထရာမင်္ဂလာပါဒီနေ့တော့ KNUK ထုတ်လာတဲ့ကြားဖြတ်လောက်တာ retime back ကလက်မခံသေးလို့တောင်ရင်မြစ်ကမ်းမှာတောင်တင်နေတဲ့တဲ့ဖဲခုံပင်လောင်းနေဆက်မှာတိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီးတော့စေအုပ်စုက drone နဲ့လက်နက်ကြီးပို့ပြီးအုံပြူလာတဲ့တဲ့နဲ့ Premier League အသင်းအများစုရှုံးပွဲတွေ့ခဲ့ရတဲ့ Champion League ပွဲစဉ်ကစတဲ့ Federal FA ရဲ့ဒီနေ့ November 29ရက်နေ့အတွက်နေ့စဉ်တဲ့နဲ့အားကစားတဲ့တဲ့တွေကိုကြားကြရမှာပါ thank you ည်နယ်မြဝတီမြို့ DKPA ထိန်းချုပ်ရာမင်းလက်ပံကျေးရွာကြားဖြတ်လုပ်ငန်းခွင်ကနေ KNU ကကေထုတ်လာတဲ့နိုင်ငံခြားသားကြားဖြတ်လုပ်သားတွေကိုထိုင်းဖက်ကလက်မခံသေးလို့မင်းညတောင်ရင်မြကံမှာတောင်းတင်နေကြတယ်လို့အဲ့ဒီနေရာမှာရောက်ရှိနေတဲ့ဖက်ရအဖန်တည်ရင်မြတွေကဆိုပါတယ်လက်ရှိတောင်ရင်မြကံမှာစောင့်နေရတဲ့နိုင်ငံစုစုပေါင်း၈ခုကလူဦးရေ300ကျော်ရှိနေတယ်လို့ဆိုပါတယ်လွန်ခဲ့တဲ့တနေ့လောက်ကထိုင်းနိုင်ငံကနေ DKBA လက်ထဲကိုရောက်ပြီး ကြားဖြန့်လောက်တာဖြစ်လာတဲ့မလေးရှားနိုင်ငံသားတူကတော့ကျွန်တော်တို့အခုမြန်မာထိုင်းနေဆက်မှာရှိနေတယ်ကျွန်တော်တို့အရန်အေးတယ်လက်နဲ့ကြီးကလည်းတကြိမ်ကြိမ်ချနေတာအရန်လည်းအန်ဒီရများတယ်ကျွန်တော်တို့အကူအညီလိုအပ်နေတယ်လို့ဖရက်ဖန်ကိုပြောပါတယ်ကြအပြင်ပတ်ဝန်းကျင်မှာတိုက်ပွဲဖြစ်ရကနေလက်နက်ကြီးပစ်ခတ်တံတွေလက်နက်ကြီးကြားရောက်ပောက်ကွဲတဲ့အတံတွေလည်းဆက်တိုက်ဆူသလိုကြားနေရတဲ့အတွက်ကြားဖြန့်လောက်တာတွေအားလုံးကြောက်လန့်နေကြတယ်လို့တည်င်းအရင်မြက်ကဆိုပါတယ်။ ရှန်ဂရီနီနဲ့ဆက်ဖဲခုံးပင်လောင်းအဆက်တောင်စလုံးနဲ့မြောက်စလုံးကြေးရွာအကြားမှာမကြာခဏတိုက်ပွဲဖြစ်ပွားနေပြီး PNO စစ်ကော်မရှင်ပူပေါင်းတပ်ဖွဲ့ဖက်က drone နဲ့လက်နက်ကြီးတွေပို့မှုအသုံးပြုလာတယ်လို့ရှန်ရန်စစ်မီပြင်တည်င်းအင်းအမည်တွေကဆိုပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကထိတွေ့တိုက်ပွဲတွေမှာ Greeny တော်လည်ရေးတပ်ပေါင်းစုတွေဖက်ကနေ drone နဲ့တံပြန်တိုက်ခိုက်ခဲ့တာကြောင့်စစ်အုပ်စုနဲ့ BNO ဖက်ကထိခိုက်မှုတွေရှိတယ်လို့လည်းသုံးသပ်ထားကြပါဗျ။ ဒါအပြင်စိတ်အုပ်စုဟာတိုက်ပွဲဖြစ်ပေါ်တဲ့နေရာအနည်းတဝိုက်မှာရှိတဲ့တောက်ရစဘာခင်းတွေမှာစဘာရိတ်သိမ်းနေတဲ့ပြည်သူတွေကို drone အပအဝင်လက်နက်ကြီးနဲ့တိုက်ခိုက်တာတွေလည်းပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ22ရက်နေ့ကတိုက်ပွဲဖြစ်ပွားရာအရိယာအနီးနားမှာရှိတဲ့ဘောရန်ကျေးရွာပတ်ဝန်းကျင်မှာစစ်အုပ်စုရဲ့လက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်ခြံထဲမှာအလုဆင်းနေတဲ့ပြည်သူ3ဦးထိမှန်ခဲ့ပါတယ်။ ပို့သူဟူနေနဲ့ကြာရာဘလေးနဲ့မနဲ့အစောပိုင်းမှာကစားခဲ့ကြတဲ့ချန်ပီယံလိပွဲစဉ်ကားမှာတော့ပရီးမီးယားလိအသင်း၄သင်းရှုံးကွဲတွေ့ခဲ့ကြပြီးတော့ပို့သူဟူနေမှာကစားခဲ့တဲ့ချက်စီမန်စီးတီးနဲ့နယူးကာဆယ်အသင်းတွေထဲမှာချက်စီတသင်းကလွယ်ပြီးကျန်တဲ့နှစ်သင်းကရှုံးကွဲတွေ့ခဲ့ပါတယ်ကြာပလင်းနဲ့အစောပိုင်းမှာကစားခဲ့တဲ့အာဆင်နယ်၊လီဗာပူး၊စပါးတို့ရဲ့ပွဲစဉ်မှာတော့အာဆင်နယ်တသိန်းသာအနိုင်ရခဲ့တာပါ။ ချန်ပီယံလစ်မှာပရီးမီယံလစ်ကအသင်း6သင်းပါဝင်ရှင်ပြိုင်ခွင့်ရခဲ့ပြီးတော့ဒီတစ်ပတ်မှာတော့အာဆင်နယ်နဲ့ချယ်ဆီနှစ်သင်းပဲနိုင်ပွဲရခဲ့ပြီးတော့မန်စီးတီးနဲ့လီဗာပူးတို့ကတော့အိတ်ကွဲမှာဂိုးပြက်အရေးနှိပ်ခဲ့ကြတာပါအာဆင်နယ်အသင်းကချန်ပီယံလစ်၅ပွဲကစားထားပြီးရာနှုတ်ပြစ်နိုင်ပွဲနဲ့ချန်ပီယံလစ်အမှတ်ပေးစရာရဲ့ထိတ်ဆုံးမှာရပ်တည်နေပါတယ်ဒီနေ့နိုဝင်ဘာလ29ရက်ဖရက်အဖိုင်ရဲ့နေ့စဉ်တည်နဲ့အားကစားတဲ့တွေကိုကြားခဲ့ရတာပါကျွန်မအေလီပါရှင်